ီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့နေရာမှာဒီအစာဟာရကိုစားရတော့ကြတာနဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်ကြိုးစားကြရမယ်အစာဟာရဆိုတာဒီခန္ဓာကြီးဆက်လက်ရည်တည်နေဖို့အတွက်အားကြီးတဲ့အထောက်ပံ့တွေနဲ့ကျေစုပြုနေတာအစာဟာရဆိုတာခန္ဓာကိုယ်ကြီးရဲ့အစိတ်ပိုင်းတစ်ခုပဲဒါကြောင့် ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်ကြိုးစားကြရမယ်။ကြိုးစားတဲ့နေရာမှာလည်းနှီးမျိုးစုံနဲ့အမှန်သိအောင်ကြိုးစားရမယ်။အစာအာဟာရကိုသုံးဆောင်ကြရတယ်ဆိုတာခန္ဓာကိုယ်ကြီးဆက်လက်ရှင်သန်နေဖို့အတွက်ဒီခန္ဓာကိုယ်ကြီးတွေကိုအာဟာရဓာတ်တွေထည့်ပေးနေတဲ့သဘောပါပဲ။ဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရားတွေကထောက်ပံ့ပေးထားတာပါ။ ကံရဲ့စေရဲ့ဥတုရဲ့အာရရဲ့ဆိုတဲ့အကြောင်းတရားကြီး၄ပါးအဲ့ဒီအကြောင်းတရားကြီး၄ပါးလဲကအာရဆိုတဲ့အကြောင်းတရားဟာလည်းပဲခန္ဓာကိုယ်ကြီးရှင်သန်ရေးအတွက်အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေထောက်ပံ့ပေးနေရတယ်။စားတောက်လိုက်တဲ့အစာအစာတွေရေးတွေအဲ့ဒီအစာအာဟာရတွေကအာဟာရဓာတ်တွေကိုခန္ဓာကိုယ်ကြီးကစုပ်ယူထားလိုက်ပြီးတော့မလိုအပ်တာတွေကိုအညစ်အကြေးဖြစ်ပြန်လဲဆွတ်ထုတ်ပြရတယ်။ဇာရအတိတ်တွေထည့်လိုက် လောအပ်တာတွေကိုရှုပ်ယူလိုက်မလောအပ်တာတွေကိုစွန့်ထုတ်လိုက်နေဒီအတိုင်းပဲလည်ပတ်နေဒီခန္ဓာကိုယ်ကြီးဟာအာရတ္တကိုမရရင်မရှင်းသန်းနိုင်ဘူးဒါကိုအလုံးနားလည်ထားကြပြီသားကိုနားလည်ထားတဲ့အဲ့ဒီအမှန်တရားကိုသတိရဖို့လိုတယ်စဉ်းစားဖို့ဆင်ခြင်ဖို့လိုတယ်ဒါကြောင့်ဒီခန္ဓာကိုယ်ဆိုတဲ့စက်ကြီးဆက်လက်ပြီးတော့လည်ပတ်နိုင်ဖို့အတွက်အာရတ္တဆိုတဲ့ဓာတ်စီတွေကိုနေရာတိုင်းထည့်ပေးနေရတယ် ကားစီးပုံမှာမောင်းနေနေနိုင်မှုအတွက်ဓာတ်ဆီတို့ဒီဇယ်တို့ကိုထည့်ပေးနေရသလိုပါပဲဘွာခီလမ်းပုံမှာဒီခန္ဓာဆိုတဲ့ကားကြီးပုံမှာမောင်းနေနေနိုင်မှုအတွက်အာဟာရဓာတ်ဆီတွေကိုနေတိုင်းထည့်ပေးနေရတယ်စီမီတောက်ကလေးပုံမှာတောက်နေဖို့အတွက်စီမီကွက်ထဲကိုဆီတွေထည့်ပေးနေရတာနဲ့လွန်တူပါတယ်ဒီရှင်သန်မှုဆိုတဲ့မီးတောက်ကလေးပုံမှန်တောက်နေနိုင်အောင် ဒီခန္ဓာကိုယ်ကြီးတွေကိုအစာအာဟာရတွေထည့်ထည့်ပေးနေရတယ်။ဒီနေ့ကိုနှစ်ခါသုံးခါလောက်ထည့်ထည့်ပေးနေရတယ်။အစာအာဟာရကိုဝါမျိုးနေရတယ်ဆိုတော့ဒီလုပ်ငန်းကြီးဟာရှင်သန်မှုအတွက်မဖြစ်မနေလုပ်နေရတဲ့အလုပ်ကြီးတစ်ခုပဲ။အလွန်ကြီးမားတဲ့တာဝန်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီအစာအာဟာရကိုစားမျိုးနေရတဲ့ဒီလုပ်ငန်းရဲ့ကြီးကျယ်ပုံကိုအသေးချာစဉ်းစားကြည့်တဲ့အစာအာဟာရအတွက်ရှားကြဖို့ရတယ်။ ပင်ပင်ပန်းပန်းကြိုးစားပြီးတော့လှုပ်ကြကန်းကြရတယ်။အဲ့လိုရှာလှုပ်ဖွေလို့ရလာပြီဆိုတော့လည်းပဲချက်ကြပြုတ်ကြရတယ်ပြင်းကြဆင်းကြရတယ်။ပြီးတော့စားကြတောက်ကြဝါကြမျိုးကြတယ်။သမုတ်တရားဝန်တထွားတဲ့ဘယ်တော့မှပြည်နိုင်တယ်ဆိုတာလည်းမရှိဘူး။တိတာဝန်ကိုပင်ပင်ပန်းပန်းကိုထမ်းဆောင်နေကြရတာ။တဟာစင်ခန်းနေတဲ့အလုပ်တစ်ခုမဟုတ်ဘူး။တဟာတာယာတတ်တဲ့ကိစ္စတစ်ခုလည်းမဟုတ်ဘူး။ဒီလိုကိုမလုပ်ရင် မရှင်းတမ်းမှမို့လို့ဒီအလုပ်ကိုမလုပ်ရင်တေမာမို့လို့လုပ်နေရတဲ့တေရေးရှင်ရဲ့အလုပ်ပဲတတ္တဝါတိုင်းတတ္တဝါတိုင်းသူတို့ဘဝရှင်သန်နေထိုင်ဖို့အတွက်အစာအာဟာရကိုဝါမျိုးစားတောက်နေကြရတယ်လူလဲလူလိုက်နတ်လဲနတ်လိုက်တိရစ္ဆာန်တွေလဲတိရစ္ဆာန်အလိုက်ဝါမျိုးစားတောက်နေကြရတယ်တိရစ္ဆာန်လောကကိုကြည့်မယ်ဆိုရင်သူတို့ဘဝရှင်သန်ဖို့အတွက် အစာရကိအစာအာဟာရကိစ္စဟာအလွန်တရာမှခက်ခဲကြမ်းတမ်းတာကိုတွေ့ရတယ်။ကိုယ်ဝါရှင်သန်ရစ်တဲ့တခြားတတ္တဝါတွေကိုဖန်ဆီးတက်ဖြတ်ပြီးစားတော့ဝါမျိုးရရတယ်။သူတို့ဘဝတွေကအလွန်မှခက်ခဲတယ်အလွန်မှလည်းပင်ပန်းဆင်းရဲတယ်။ငွေတွေဆိုလို့ရှိရင်သူတို့ရဲ့သားတော်တွေကိုဝါမျိုးနေတာကိုကြည့်ရတာအလွန်မှခက်ခဲပင်ပန်းတယ်။ဒါပေမဲ့သူတို့ကတော့လောဘစိုးတွေနဲ့တကယ်ကိုမဲ့မဲ့မုံမုံဝါမျိုးနေကြတာပဲ။ လူသားတွေအစားအသောက်ဝါမြုပ်မှုတွေကိုလည်းပဲဒီလိုချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လိမ့်ချန်လေးနဲ့တိတ်ပြီးတော့မထူးလာဘူးလို့ဆိုရမယ်ထူးတယ်ဆိုရင်လည်းအပေါ်ရန်တော့ပဲထူးမယ်လူတွေလည်းပဲစားဖို့တောက်ဖို့အတွက်လိမ့်ချန်လေးကိုမွေးကြတယ်ကြက်တွေဖွဲတွေဝက်တွေစိတ်တွေနွားတွေငါးတွေဒါတွေကိုမွေးကြတယ်ပြီးရင်ရဲဆက်ဆက်တတ်ကြတယ် စိတ်တန်းကြအချက်ပြုတ်ကျော်လို့ပြီးတော့မဲမဲမောမောကိုစားတော့ဝါမြုံနေကြတာပဲတိရစ္ဆာန်တွေနဲ့ရှင်လိုက်ရင်အစိမ်းစားတာနဲ့အချက်စားတာလောက်ပဲကွာကျန်တာတွေကတိတ်မထူးလားဟုတ်ရေဆက်ဆက်တတ်တာချင်းလည်းမထူးမဲမဲမောမောစားကြတာချင်းလည်းတိတ်မထူးဘူးတိရစ္ဆာန်တွေကသူ့ရဲ့လက်သေးခြေသေးအဆွေတွေကိုအသုံးပြုပြီးတော့တတ်မယ်လူတွေကလက်နက်ကိရိယာတွေအသုံးပြုပြီးတော့တတ်မယ် ဘာမှသိပြီးတော့မထူဘူးရက်ဆက်တာချင်းလည်းပဲအတူတူပဲလေးဆန်နေလည်းပဲမဲမဲမောမောစားကြတယ်လူတွေလည်းပဲမဲမဲမောမောစားကြတယ်မဲမဲမောမောစားကြတာချင်းလည်းပဲသိပြီးတော့ထူလာတယ်လို့မဆိုနိုင်ဘူးအဲ့ဒီတော့အသိဉာဏ်ရှိတယ်ဆိုလို့ရှိရင်မိမိတို့ရဲ့စားတောက်မှုဟာလေးဆန်နေရဲ့စားတောက်မှုနဲ့ကွဲပြားတဲ့နဲ့ရဲ့ဆက်ဆက်တတ်တာတွေမပါတဲ့ဘူး မဲမဲမောမောစားတောက်တာမျိုးတွေမဖြစ်သင့်ဘူးမြတ်စွာဘုရားကကိုကိုယ်တိုင်တတ်စားဖို့ဆိုတာကိုမပြောနဲ့ကိုစားဖို့များတတ်ထားတာလားလို့မြင်ရင်းကြချင်းယုံမှချင်းရှိတယ်ဆိုရင်တောင်အဲ့ဒီအသားကိုမစားရဘူးလို့ဆုံးမတယ်နောက်ပြီးတော့အစာဟာရကိုမဲမဲမောမောမစားဖို့ကိုလည်းပဲနီးမျိုးစုံနဲ့ဆုံးမတယ်ခန္ဓာကိုယ်ရှင်သန်နေဖို့အတွက်မဖြစ်လို့စားရတာ ဒီခန္ဓာကိုယ်ရှင်သန်းနေမှလည်းပဲမြတ်သောအကျင့်ကိုကျင့်သုံးနိုင်မှာဒီခန္ဓာကိုယ်ရှင်သန်းနေမှလည်းပဲမိမိအကျိုးစီးပွားသူတို့ဘအကျိုးစီးပွားကိုဆောင်ရွက်နိုင်မှာဒါကြောင့်ခန္ဓာကိုယ်ရှင်သန်းရေးအတွက်ဒီအစာအာဟာရကိုမဖြစ်လို့စားကြရတာလို့မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့အစာအာဟာရကိုစားကြရမှာအသိဉာဏ်နဲ့ဆင်မြင်ပြီးတော့ဆင်ခြင်ပြီးတော့စားကြရမှာခုယောဂီတို့ရွတ်ဆိုနေတဲ့ဣတိစာဝေအမေမေဟုဆိုတဲ့လင်္ကာလေး အဲ့ဒီလင်္ကာလေးကိုရွတ်ဆိုတဲ့အခါမှာလင်္ကာမှာပါတဲ့အဓိပ္ပာယ်ကိုတိတိကျကျစဉ်းစားပြီးတော့ရွတ်ဆိုကြည့်ရည်ရည်ချက်အလွန်တရာမြင့်မားတာကိုတွေ့ရတယ်အလွန်တရာသဘာဝကျပြီးတော့အလွန်တရာလေးနက်တာကိုလည်းတွေ့ရတယ်ဣတိစာဝေအမေမေကိုမြူးရံမှန်ကြွလှပရည်စင်ပြည့်ဖြူးခြင်းကမသုံးပါဘူးလေးပြတ်တက်ဆောင်ဤကိုကောင်ဒီရှိအောင်ဒီလေအသက်မြတ်တာမမောပညာဖရာသာသနာကျင့်တဲ့ဖြာကိုကျင့်မာနိုင်စီ ဝေဒနာဟောင်းသိမဖြစ်စေရရပိုက်မြတ်လေခတ်သိမ့်ပြစ်တို့မဖြစ်လျောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိရပါသည်တဲ့ဒီချာလေးတပိုက်ချင်းလေးစဉ်းစားပြီးတော့ရှုကြည့်မယ်ဆိုရင်အလွန်လေးနဲ့တာကိုတွေ့ရတယ်ဤသည့်စားဝဲအမေမေကိုမျိုးရမှန်ကြွလှပရည်စင်ပြည့်ဖြူးခြင်းကမသုံးပါဘူးတဲ့ပြောရင်ပါရင်လှရင်ပါရင်လို့စားတာတောက်တာမဟုတ်ပါဘူးတဲ့လေးပြတဲ့ဆောင်ဤကိုကောင်းသည်ရှီအောင်ဒီလေးအသက်မြတ်တယ်မဟုတ်ပါ냐 ဘုရားသာသနာကျင့်တယ်ဖြာကိုကျင့်မာနိုင်စီအစာအာဟာရကိုမိဝဲမှ တကြည်လေးပါးနဲ့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးမြတ်မြတ်တတ်တတ်ရှင်းသန်းနိုင်မှဓမ္မလည်းမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုကျင့်သုံးနိုင်မှဒီလိုကောင်းမွန်တဲ့ရည်ရချက်တွေနဲ့စားတော့ပါတယ်တဲ့ဝေဒနာဟောင်းတဲ့မဖြစ်စေရရပိုင်းမြတ်တဲ့ခသိမ့်ဖြစ်တော့မဖြစ်လျောင်ချက်မြေအဟုသုံးဆောင်မှုဝဲပါတည်းတဲ့ဆာလောင်တဲ့ဝေဒနာတွေပျောက်ပြင်း ပြင်းထန်တဲ့ဝေဒနာအသစ်တွေလည်းမဖြစ်ရအောင်ဣဒိယဘုလေးပါးမှာချမ်းချမ်းသာသာနဲ့မြတ်သောကျင့်ကိုကျင့်သုံးနိုင်အောင်လို့ဒီအစာဟာရတွေကိုစားတော့တာပါလို့ဒီလိုမြင့်မြတ်တဲ့ရည်ရချက်နဲ့စဉ်းစားဆင်ခြင်ပြီးတော့စားရတာဒီလိုမြင့်မြတ်တဲ့ရည်ရချက်နဲ့စားလို့ရှိရင်မဲမောမှုတွေနေသွားမယ်ဤဒါနာဘကတန်ရုပ်ပါဠိတော်မှာဥဒ္ဒမန္တုပမသုတ်တံဆိုတာရှိတယ်အစာဟာရကိုစားတဲ့အခါမှာ တူရီသောသားလေးရဲ့အသားကိုစားသလိုသဘောထားရမယ်လို့မြတ်စွာဘုရားဟောတယ်။ရှင်းတော့ကလည်းမရနှစ်ယောက်တူရီသောသားငယ်လေးကို ခြိပိုးပြီးတော့စားနရိခအနှဲငယ်နဲ့ကန္တာရခီကကြီးတစ်ခုကိုသွားရတဲ့လမ်းကုလမှာပဲပါလာခဲ့တဲ့စားနရိခလေးတွေကအကုန်သွားတယ်။အဲ့ဒီတော့လင်မယားနှစ်ယောက်တိုင်ပင်ကြတယ်။ငါတို့မှာပါလာတဲ့စားနရိခကတော့ကုန်ပြီ။ မကူးမြတ်ဝသေးတဲ့ခီးခဲကလည်းကြံနေသေးတယ်ဒီတော့တို့ရဲ့ဒီတူရီတော်သားလေးကိုတက်ပြီးတော့အသားတော်အသားညင်းလေးတွေပြုတ်ပြီးတော့သားငယ်ရဲ့အသားကိုစားရင်းနဲ့ပဲကြံတဲ့ခီးကိုဆက်သွားကြမယ်တို့သုံးအောင်စလုံးမသေးဘူးနီလန်းကတော့ဒီနည်းပဲရှိတော့တယ်လို့တိုင်ပင်ပြီးတော့သားငယ်လေးကိုတက်ပြီးတော့အသားတော်အသားညင်းလေးတွေလှုပ်ပြီးတော့ဒီအလွန်တရာချစ်တဲ့သားရဲ့အသားကိုပဲစားရင်းနဲ့ ကျန်တဲ့ခီးခဲကို ဖြတ်ကြတယ်။တန်းငယ်ရဲ့အသားကိုစားတိုင်းစားတိုင်းလေးပဲတို့ရဲ့သားလေးပဲမှလဲတို့ရဲ့သားလေးပဲမှလဲလို့ရင်ဘတ်ကိုထုပြီးတော့ငိုကြွေးကြတယ်။အဲ့ဒီဥမာကိုမြတ်စွာဘုရားကဟောပြပြီးတော့ယဟန်တော်တွေကိုယဟန်တို့အဲ့ဒီလင်မယားနှစ်ယောက်ဟာတန်းငယ်ရဲ့အသားကိုစားတဲ့နေရာမှာပျော်ရွှင်မြူတူးလို့တဲ့သဘောလှပတင့်တယ်လို့တဲ့သဘောရှိပါမလားလို့မေးတယ်။မေးရှိနိုင်မှာမလို့ လက်ကြံခီးခဲကိုခုမြောက်လိုတဲ့အတွက်ကြောင့်သာစားကြရတာမဖြစ်လို့သာစားကြရတာအခုလည်းပဲအစာအစာကိုမှုဝဲတဲ့အခါမှာပျော်ရင်ပါရင်လှရင်ပါရင်လို့စားတာမဟုတ်ဘူးအသက်ရှင်တယ်မှမြတ်တော်ကျင့်ကိုကျင့်သုံးနိုင်မှာဒါကြောင့်အသက်ရှင်တန်နေဖို့အတွက်ဒီအစာအစာကိုစားကြရတာလို့မှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးစားကြရမယ်တဲ့အစာအစာရဲ့ပုံမှာ မမောမှုတွေ ਨੇ ပါပြောက်ွယ်သွားဖို့အတွက်မြတ်စွာဘုရားကတော့နိမျိုးစုံနဲ့စူးစမ်းခိုင်းတာနိမျိုးစုံနဲ့စဉ်းစားဆင်ခြင်တဲ့အောင်လည်းပဲသင်ပြပေးထားတာပါပဲဒီနေရာမှာအစာအာဟာရရဲ့သဘောမှန်ကိုစဉ်းစားရင်လည်းမမောမှုတွေ ਨੇ ပါသွားနိုင်တယ်ဒါဖြင့်အစာအာဟာရရဲ့သဘောအမှန်ကဘယ်လိုရှိတော့အစာအာဟာရရဲ့သဘောအမှန်ကယွန်ရှာဆက်ဆုပ်ွယ်တွေဖြစ်သွားမယ်ဆိုတာပါပဲ ရောရှာဆက်စုပ်ဖွဲ့တွေဖြစ်သွားတယ်ဆိုတာကအဲ့ဒါအစာဟာရရဲ့သဘောအမှန်ပါပဲဒါကြောင့်အစာဟာရကိုစားတဲ့အခါမှာဒီအစာဟာရရဲ့ရောရှာဆက်စုပ်ဖွဲ့သဘောတွေကိုစဉ်းစားဆင်ခြင်ပေးရမယ်ယောဂီတို့ရွှေဆိုနေတဲ့နောက်ထပ်လင်္ကာလေးကိုစဉ်းစားကြည့်ပါဦးဆွမ်းဟုခွန်မိအပြစ်စီကသူကြီးပါလားတည်နေပါမူရုံဝေရမျိုးမဟုတ်လို့လေဥဒုံညီဟောင်းဤကိုကောင်နဲ့သုံးဆောင်သမှုအကြောင်းပြု၍ ုမကြာမောသူသဘောသူလှင်ဆောပျောက်ပြဲကင်းစင်ကွယ်သည်ထွေပွေဖြစ်ကြတော့မည်တကားသာဟာရဆိုတာသူတို့ကြည်တက်တက်ဆိုလို့ရှိရင်ယုံမွေရမဟုတ်ပါဘူးတဲ့အကြောင်းအစင်အဖြစ်ရောအနံ့ရတာအနေနဲ့ရောစားခြင်းတဖွဲပဲဒါပေမဲ့လေပို့သွညီအောင်ဤကိုကောင်နဲ့သုံးဆောင်သူမှုအကြောင်းပြု၍တဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ပေါင်းလိုက်တာနဲ့ပဲအလွန်ယုံရှာဝယ်တွေဖြစ်သွားရတယ် အဲ့လိုအစာအာဟာရရဲ့ယုံရှားဆက်စုပ်ွယ်သဘောတွေကိုအသေးချာစဉ်းစားပြီးတော့စားမယ်ဆိုရင်လည်းပဲအစာအာဟာရရဲ့ပုံမှာမဲမောမှုတွေနည်းသွားနိုင်တယ်အစာအာဟာရဟာယုံရှားဆက်စုပ်ွယ်ကောင်းတယ်လို့မှန်ကန်တဲ့အမှတ်ရမှုအာဟာရအာဟာရပိကူလာတင်ညာလို့ဒီလိုမျိုးဆိုပြဟောပါအဲ့ဒီအာဟာရပိကူလာတင်ညာဆိုတာနိဗ္ဗာန်ကိုတောင်ရောက်အောင်ပို့နိုင်တယ် အင်္ဂုတ္တပါဠိတော်တတကနိပတ်မှာခြင်းဖံများစွာပွားများလို့ရှိရင်နိဗ္ဗာန်လည်းတရားရှိတဲ့နိဗ္ဗာန်လည်းအဆုံးရှိတဲ့နိဗ္ဗာန်ကိုရောက်နိုင်တဲ့တင်ညာခုနှစ်ပါးဆိုတာကိုမြတ်စွာဘုရားဟောထားတယ်။မတင့်တယ်မှုကို အမှတ်ရတဲ့အတုပတင်ညာတည်ခြင်းကို အမှတ်ရတဲ့မရဏတင်ညာအစာအာဟာရရဲ့ရွှန်ရှားဆက်စုပ်ဖွဲ့လေးကိုအမှတ်ရတဲ့အာဟာရပတိကူလတင်ညာ လုံးစုံသောလောကကြီးရဲ့ဝိလျော်ဝယ်မရှိမှုကိုအမှတ်ရတဲ့သဗ္ဗလောကေအနာဘိတိတင်ညာသင်္ခါရတရားတို့ရဲ့မတည်မြဲမှုကို အမှတ်ရတဲ့အနိစ္စတင်ညာမတည်မြဲခြင်း၌ဆင်းရဲမှုကိုအမှတ်ရတဲ့အနိစ္စေဒုက္ခတင်ညာဆင်းရဲခြင်း၌အဆိုးမရမှုကိုအမှတ်ရတဲ့ဒုက္ခအနတ္တတင်ညာဆိုပြီးတော့တင်ညာခုနှစ်မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီတင်ညာခုနှစ်မျိုးထဲမှာ အစာအာဟာရရဲ့ရွှေရှားဆက်စုပ်ပွဲသဘောတွေကိုအမှတ်ရတယ်။အာဟာရပိဥလတင်ညာဆိုတာတဘာအပါဝင်ဖြစ်နေတယ်။အာဟာရပိဥလတင်ညာကိုပွားများလို့ရှိရင်အရသာမှာတတ်မဲ့တဲ့လောဘတွေနှဲသွားမယ်လို့မြတ်စွာဘုရားဟောတယ်။အာဟာရပိဥလတင်ညာကိုကျိန်ဖန်များစွာပွားများအထုတ်မယ်ဆိုရင်တော့နိဗ္ဗာန်နဲ့တရားရှိတဲ့နိဗ္ဗာန်နဲ့အဆုံးရှိတဲ့နိဗ္ဗာန်ကိုတောင်ရအောင်ပို့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါမြတ်စွာဘုရားဟောထားတာရှိတယ်။ ဒါကြောင့်အစာအာဟာရကိုတုံးဆောင်တဲ့အခါမှာအစာအာဟာရရဲ့သဘောမှန်ဖြစ်တဲ့ယွန်ရှားဆက်စုပ်ဖွဲ့တွေကိုအမှတ်ရဖို့လိုတယ်။ကျိပန်များစွာအမှတ်ရနိုင်ဖို့လိုတယ်။ဒါကြောင့်အစာအာဟာရကိုစားတိုင်းစားတိုင်းမှန်မှန်ကန်ကန်သိသိပြီးတော့နေတဲ့တတိနဲ့လည်းပဲစားရမယ်။အစာအာဟာရရဲ့သဘောအမှန်တွေကိုမှန်မှန်ကန်ကန်စဉ်းစားချင်းချင်းပြီးတော့လည်းပဲစားရမယ်။မြင့်မြင့်တဲ့ရည်ရွယ်ချက်နဲ့လည်းပဲ စဉ်းစားဆင်ခြင်ပြီးတော့စကြရမယ်နောက်တစ်ခုကအစာအာဟာရကိုစားတဲ့အခါမှာသတိပဋ္ဌာန်ဘာဝနာကိုပွားများရင်းနဲ့စကြရမယ်ဒါကတော့အစာအာဟာရကိုစားတဲ့နေရာမှာအလွန်တရာမှအရေးပါတဲ့အလွန်တရာမှအရေးကြီးတဲ့ကျင့်စဉ်လို့ဒီလိုလည်းပဲနားလည်ရမယ်သတိပဋ္ဌာန်ပါဠိတော်မှာသမ္မာသနာပပဆိုတာရှိတယ် ဲ့ဒီထဲမှာမြတ်စွာဘုရားကအစာအာစာတောက်တာနဲ့ပတ်သက်ပြီးတော့အတိတိပိတိခာယိတိတာယိတိတမ္ပဇာနာကာရီဟောတိလို့အဲ့ဒါလို့ဟောတယ်အိဗေကစားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုရမယ်လို့အဲ့ဒါလို့အိဗေရတယ်အဲ့ဒီတော့စားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုရမယ်ဆိုတော့အစားတောက်တွေကိုစားတောက်နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အနေထားတွေကိုလည်းပဲ အမှန်တိုင်းသိသည်နေရခနာကူကြီးရထိုင်နေတဲ့အနေအထားတွေအင်္ဂါစီပိုင်းချင်းချင်းထိနေတဲ့အနေအထားတွေလက်တွေရလှုပ်ရှားနေမှုပါဇက်ရလှုပ်ရှားမှုဝါမျိုးစားတော့နေမှုဒါတွေကို အမှန်တိုင်းသိသည်သိသည်နေရအထူးသဖြင့်တော့စားတော့နေတဲ့အချိန်မှာလျာပေါ်မှာဖြစ်ပေါ်နေတဲ့အရသာမျိုးစုံတွေကိုအမှန်တိုင်းသိသည်နေရမယ်ဒီချက်လေးကိုဒီဒီချာချာ သတိထားပြီးတော့ကြိုးစားပါစားတောင်းနေတဲ့အချိန်မှာလျှာပေါ်မှာ ဖြစ်ပေါ်နေတဲ့အရာသာမျိုးစုံတွေအမှန်တိုင်သိနေအောင်ကြိုးစားရကြိုးလာပဲဖြစ်ဖြစ်ချင်တာပဲဖြစ်ဖြစ်ငန်တာပဲဖြစ်ဖြစ်စက်တာပဲဖြစ်ဖြစ်ဘယ်လိုရတာတွေပဲဖြစ်ဖြစ် ဖြစ်နေတာတွေကိုအမှန်တိုင်သိသိနေရအဲ့လိုစားတောင်းနေတဲ့အချိန်မှာစိတ်တိုင်းကြတာတွေလည်းဖြစ်နိုင်တယ်စိတ်တိုင်းမကြတာတွေလည်းဖြစ်နိုင်တယ် ေထဲမှာမကျေနပ်တာလည်းဖြစ်နိုင်တယ်။ကျေနပ်တာလည်းဖြစ်နိုင်တယ်။ဘလို့စိတ်ရဲ့ခံစားချက်မျိုးကိုမစိုးဖြစ်နေတဲ့အတိုင်းလေးမှန်ကန်သိပြီးတော့နေဖို့လည်းပဲကြိုးစားကြရမယ်။စိတ်တိုင်းကြတာကိုလည်းစိတ်တိုင်းကြတယ်လို့အမှန်တိုင်းသိနေရမယ်။စိတ်တိုင်းမကြတာဖြစ်ရင်လည်းစိတ်တိုင်းမကြတာတွေဖြစ်နေတယ်လို့အမှန်တိုင်းသိရမယ်။ဒီတော့စားတောက်နေချိန်မှာဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေထိမှုတွေ တရားပေါ်မှာဖြစ်ပေါ်နေတဲ့ရတာတွေဓာတ်တွေကိုအမှန်တိုင်းသိသိနေအောင်ကြိုးစားကြရမယ်။ဒါဟာလည်းပဲစားတောက်နေတော့မှကျင့်သုံးကြရမယ်။လက်စွာဘုရားရဲ့အဆုံးအမပါပဲ။အဲ့ဒီတော့အစာအာဟာရကိုစားတဲ့အခါမှာအချင်းချုပ်အဖြစ်မြတ်သောအင့်ကိုကျင့်သုံးနိုင်ဖို့အတွက်ဒီအစာအာဟာရကိုစားတာပါဆိုတဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စားကြရမယ်။နောက်တစ်ခုကအစာအာဟာရရဲ့ရွန်ရှာဆက်စုပ်ဖွဲ့တွေကိုအမှတ်ရပြီးတော့လည်းပဲ စားတောက်ကြရပြီနောက်တစ်ခုအရေးကြီးတာကစားတောက်နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ယုံ nant တရားတွေကိုအမှန်တိုင်းသိသိနေအောင်ကြိုးစားရင်းနဲ့လည်းပဲစားတောက်ကြရမယ်မင်္ဂစွာသိတဲ့ဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့မြင့်မြတ်စွာ စားသုံးနိုင်ကြပါစေ